င်ချက်ဒီမှာ in the class ဆိုရင်နေရာလေးနဲ့တွဲမယ်နေမောင်းဒီချက်မသိလို့ပြောတာ class ဆိုရင်ဒါကအသင်တန်းမှာဒါကအကြောင်းမှာဒါကဘုံကြီးကြောင်းဒါကပန်းချံလို့လူတွေသတ်မှတ်လိုက်တာအဲ့လိုလူတွေသတ်မှတ်လိုက်ရင်ဒါချို့ဘာနဲ့ပြောရမလဲ I miss you ပြောရမယ်ဒါဆိုရင် I am in the class ကျွန်တော်အကျန်းထဲမှာရှိတယ်နေရာတစ်ခုမှာရှိနေတယ်ဆိုရင်ချို့ဘာနဲ့ပဲပြောရမှာလဲ I miss you တဲ့နေရာလေးတစ်ခုမှာရှိရလို့ဘာသာပြန်မယ်ပြောမယ်အမေစာနဲ့နေရာလေးတစ်ခုမှာရှိရအမေစာနဲ့ဗောရဲ့ကြီးနဲ့တွေ့ဘယ်ချမ်းအမေစာနဲ့ဗောရဲ့ကြီးနဲ့တွေ့ကြတော့နည်းနည်းချမ်းနဲ့အမေဆောင်နဲ့ဗိုင်းနဲ့ကိုလုံးနေတာလေကိုလုံးမကိုလုံးနေဆာရင်ရင်မဲဆောင်းရင်ဆောင်းမဲအေးရင်အေးမဲဟောလုံးချင်တာလုံးနေမယ်โอเค လဲဆိုတခါလေးပြောမယ်နည်းနည်းချမ်းနေ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 မအားဘူးကွယ်ဗါရဲလဲနေနေနေမအားဘူးကွယ်နေ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 မအားဘူးကွယ်နေတယ်နော်နေတယ်နော်တော့ဗါနဲ့တွေ့လိုက်တာလဲဘာလဲချင်းနေတွေ့အနောက်မှာဗါနေမှာပါလဲမအားဘူးမအားဘူးနော်မအားဘူးအာယုဏ်အဆုံးနဲ့အဲ့ဒါအဲ့ဒါအောင်သိကျေစာရီတွေ့တယ်နော်သိမတော့ဒါပေမဲ့စာတင်တဲ့နေရာမှာအရင်ဆုံးသုံးရတော့ဘာလို့ဘာလို့မှခါးကြီးပဲတာချီဒါကြီးကိုမသုံးစာပြောဖို့တွင်မသုံးတိတော့တိနေတာ